ားလုံးပဲမင်္ဂလာပါခင်ဗျာ MP သတင်းဌာနရဲ့ဒီကနေ့အောက်တိုဘာလ2ရက်နေ့လည်ခင်းအထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်တော်ခင်ဗျာကတင်ဆက်ပေးပါရုံးမယ်နောက်ဆုံးရထိုက်တန်သတင်းတွေထဲကြောတိုက်နယ်ပါအဖလင်းလင်းတင်ရောင်းချလိုက်တဲ့တစ်တွေစစ်ကော်မရှင်လင်းဝင်းတိစားဖို့ဖြစ်နေတဲ့သတင်းကြောက်ဖြူမျိုးပက်လေကိုထိုးစစ်ဆင်နေတဲ့စစ်တပ်အေအကြောင်းအလှူလဲတေပွဲဝင်နေရတဲ့အကြောင်းဘာတပြန်ကြားတပြန်ဖြစ်နေတဲ့ဗမောကကန်နဲ့စစ်ကော်မရှင်တိုက်ပွဲ မြန်မာလူငယ်တွေကိုကူညီပေးဖို့ကုလအစည်းအဝေးမှာတောင်းဆိုလိုက်တဲ့ဖင်လန်နိုင်ငံမြန်မာပကြီလောကရဲ့အထင်ရှားဆုံးပုဂ္ဂိုလ်ပကြီဥလွန်ကျွေကိုလန်နဲ့တရင် UK မှာ drone အသုံးပြုပြီးအကျဉ်းထောင်တဲ့မူရစ်စဲတင်သွင်းခဲ့တဲ့ဖြစ်ရပ်အဲ့လိုအထူးခြားဆုံးဖြစ်ခဲ့တဲ့နေလေခင်ပြည်တွင်းပြပတရင်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့နေ့လယ်ပိုင်းအထူးအကြဆုံးရရှိခဲ့တဲ့သတင်းတွေအထက်ကပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ ကြောတိုင်းနယ်ပါအဖလင်းလင်းတင်ကြောင်းရှာလိုက်တဲ့တစ်တွေစစ်ကော်မရှင်လင်းဝင်းတိဆောက်ဖို့ဖြစ်နေတဲ့တင်းကိုတင်ဆက်ပေးပါမယ်။အမျိုးသားညီရဲ့အဆိုအရကန့်ကောခိုင်ကြောတိုင်းနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလင်းလင်းတင်ကြောင်းရှာလိုက်တဲ့ကျွန်းတက်တွေတင်ဆောင်လာတဲ့စေဘင်းကကိုစောက်တန်းရေချိုလိုကယ်တပ်မောင်စုက PKS တင်မလန်26ရက်ကဖမ်းဆီးခဲ့လို့မင်းကထုတ်ပြန်ထားပါတယ်။အခုလိုဖမ်းဆီးပြီးရောစစ်စစ်မှုနဲ့ပြုလို့ရမှာတန်ချိန်8.53တန်း ကျွန်းတစ်တကိုဖန်ဆင်းရမိခဲ့ပြီးကြောတိုက်နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဥအောင်ကိုလက်ဆသူကိုလေလံတင်ရောင်းချခဲ့တဲ့တစ်တွေဖြစ်တာကိုတွေ့ရှိခဲ့ရပါတယ်။ကျွန်းနယ်တေဆောင်ရလမ်းတစ်လျှောက်မှာလည်းပလဲမြိုင်နဲ့ပခုတ်ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့အခွန်ဆောင်ဖြတ်ပိုင်းတွေကိုလည်းတွေ့ခဲ့ရတယ်လို့ Southern Yeosju Local အဖွဲ့ကဆိုပါတယ်။အဲ့ဒီတစ်တွေတေလာတဲ့ဆေဘိန်းကကယေစကျုံမြို့နယ်မှာစစ်တပ်အထိုင်ချထားတဲ့ မြောက်လူကန်ရွာကိုမောင်းနေတာကိုတွေ့တဲ့အတွက်ဆောက်တန်းရစ်ကျို လိုကတ်ကဖမ်းဆီးခဲ့တာဖြစ်ပြီးစစ်စစ်မှုနဲ့ပြုလို့ရပခုတ်ကူမျိုးလင်ကွင်းအဆောက်အဦပြုတ်ကျင်တိဆောက်ရဲအတွက်ပို့ဆောင်ရမယ်ဆိုတာရင်မောင်းကိုစစ်စစ်မေးမြန်းချက်တွေအရာသိရပါတယ်မြောက်လူကန်ရွာဟာပခုတ်ကူလင်ကွင်းနဲ့ယာကင်းတစ်ကွက်သာကြားတဲ့နေရာမှာဖြစ်ပါတယ်ကျောတိုက်နယ်ပါပတ်ရောင်းချလိုက်တဲ့တစ်တွေဟာအကျန်းဖက်မင်းအောင်လိုင်ရဲ့လင်ဝင်းတိဆောက်ရဲ့အတွက်အကျိုးပြုနေရကိုတွေ့ရတဲ့အတွက် အာနာရှင်အကျိုးပြုစင်မှန်လုပ်ငန်းတွေကိုဟန့်တားရမှာဖြစ်တယ်လို့ဆောက်တန်ရေးကျော် local ကဆိုပါတယ်အခုလောစစ်ကွန်မရှင်ရင်ဝင်းတိဆောက်ရေးမှာအသုံးပြုမဲ့ကျွမ်းတင်းတဲ့ကားကိုတော်လင်းအကျိုးပြုလုပ်ငန်းမှာအသုံးပြုသွားမယ်လို့လည်းသိရပါတယ်အခုကိစ္စနဲ့ပတ်သက်လို့ကြောတိုက်နယ်ပါအဖာကတော့တဆုံတရာထုတ်ပြန်မှုမျိုးမရှိသေးပါဘူးဒုတိယအနေနဲ့ကြောက်ဖြူမျိုးပက်လေကိုထိုးစစ်စင်ရဲစစ်တဲ့အေအချောင်းအလှူလဲတေဘုံဝင်နေရတဲ့အကြောင်းကိုပြောပြပေးပါမယ် ရခိုင်ပြည်နယ်ကြောက်ပြူမြို့ရဲ့စင်မိုင်ပက်လူကိုထိုးစစ်ဆင်တဲ့စစ်ကွန်ရှင်တက်ဟာအရခတ်တက်တော်အေရဲ့စစ်ရေးဗျူဟာအောက်မှာအလူအလဲတဲပွဲဝင်နေရတယ်လို့သိရပါတယ်။ PKS တင်မလာ29ရက်ကတညရီကျေတဲ့ဌာနချုပ်အနီးမှာရှိတဲ့စင်မော်ဘက်ကနေကလဘာကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့အင်အား150ပါစစ်တပ်စစ်ကြောင်းနဲ့ရစ်တရင်32ကထွက်လာတဲ့အင်အား100ကျော်ပါစစ်ကြောင်းတို့ဟာကော်တူတောင်တန်းကလဘာကျေးရွာအနားအယောက်မှာအေရဲ့ဂျာဖြဲတိုက်ခိုက်တာခံခဲ့ရပါတယ်။ အခုလိုဂျာဖြတ်တက်ခတ်ခံလိုက်ရတဲ့စစ်တပ်ဟာအကြဆုံးများပြီးတော့ရစ်တက်ရင်32ကထွက်လာတဲ့စစ်သားနဲ့ရဲတွေကအလောင်းတွေကိုကောက်ယူပြီးတော့အလင်းအမြန်နောက်ဆုတ်ပြေးခဲ့ရတဲ့အဖြစ်ကိုရောက်ခဲ့တာပါကြောက်ဖြူမြို့ပင်မှာဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေမှာစစ်တပ်ကအသင်များနဲ့ပဲမှစစ်မှုထမ်းအင်အားတွေနဲ့ထပ်မံဖြစ်တင်ပြီးထိုးစစ်ဆင်မှုတွေကိုပြန်ပြီးလုပ်နေရမို့လို့နေ့စဉ်လိုလိုတိုက်ပွဲတွေပြင်းထန်လျက်ရှိပါတယ်။တိုက်ပွဲပြင်းထန်နေတဲ့နေရာတွေကကြောက်ဖြူမြို့နယ်မှာရှိတဲ့ကော်တူတောင်တန်းပတ်ဝန်းကျင်နဲ့တစ်ပုတ်တောင်တိုက်နယ်ကလဘာကျေးရွာ တ်ဝန်းကျင်တစ်လျှောက်ဖြစ်ပါတယ်။လက်ရှိရခိုင်ပြည်နယ်မှာရှိတဲ့မြို့နယ်၁၉မြို့နယ်အနက်ကြောက်ဖြူမန်အောင်စစ်တွေမြို့နယ်ကလွဲပြီးတော့ကြံမြို့နယ်အားလုံးကိုအေကသိမ့်ပိုက်ထားပါတယ်။အဲ့လိုအေသိမ့်ပိုက်ထားတဲ့မြို့နယ်ရဲ့အထက်ကနေရာရှုပ်ဝင်လဲစစ်တဲ့လေချောင်းနဲ့ရေတက်ကမကြာခဏလက်နက်ကြီးနဲ့တိုက်ခိုက်မှုတွေပြုလုပ်လျက်ရှိပါတယ်။တတိယသတင်းကတော့ဗတ်တပြန်ကြားတပြန်ဖြစ်နေတဲ့ဗမော်က KNN နဲ့စစ်ကော်မရှင်တိုက်ပွဲရဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရှင်ပြည်နယ်ဗမော်မြို့မှာကရှင်လွတ်လပ်ရေးတပ်မတော် KNN နဲ့ စစ်ကောင်မရှင်တက်တော့ဒီနေ့အထိတိုက်ပွဲရဲ့ဆက်လက်ဖြစ်ပေါ်လျက်ရှိပါတယ်။ KAI ကမနစ်ကဒီဇင်ဘာလစပြီးတော့ဗမော်မြို့ကိုထိုးစစ်ဆင်ခဲ့တာဖြစ်ပြီးတော့စစ်ကောင်မရှင်လက်အောက်ခံခလာယာ236အမြောက်တက်ရင်366တန်ကြက်ကတက်ရင်9တက်3ရလေတန်ကြက်ကတက်ရင်ခွန်336တော့ကိုတိမ့်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။အဲ့လို KAI တိမ့်ပိုက်ခဲ့တဲ့တက်ရင်တွေအထက်ကခလာယာ236နဲ့တန်ကြက်ကတက်ရင်9တက်လေတွေကိုစစ်တပ်ကစတင်မာလာထဲမှာပြန်လည်တိမ့်ပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ KN ကပြန်လည်ထိုးစစ်ဆင်တက်ခိုက်ခဲ့တဲ့အတွက်စစ်ကော်မရှင်တက်ဆွဲထားတဲ့နေရာတွေတက်စကန်တွေကို KN ကပြန်သိမ်းပိုက်နိုင်ပေမဲ့စစ်ရဲချင်းတွေကသိမ်းပိုက်ထားတဲ့နေရာတွေကိုတော့ပြောပြလို့မရဘူးလို့မြေပြင်သတင်းမြစ်ကပြောပါတယ်။ဗမော်တိုက်ပွဲလက်ရှိအခြေအနေဟာ KN နဲ့ပူးပေါင်းတက်တဲ့စစ်ကော်မရှင်တို့အပြန်အလှန်ထိုးစစ်ဆင်နေတဲ့အနေအထားလည်းဖြစ်ပါတယ်။စစ်ကော်မရှင်ကဗမော်မြို့အလုံးစုံမကျသွားဖို့အတွက်စစ်သင်္ဘောတွေနဲ့စစ်ရင်အားတွေကိုဖြစ်တင်ပြီးတော့ drone လက်လက်ကြီးနဲ့လေကြောင်းအသုံးပြုပြီးထိုးစစ်ဆင်နေရာဖြစ်တဲ့အပြင် လေကြောင်းတိုက်ခိုက်မှုကိုနေ့စဉ်နေပါပြုလုပ်လျက်ရှိပါတယ်။ဗုံမမျိုးကိုတင်ပိုက်လိုက်နိုင်တဲ့ဆိုရင်စစ်ကောင်ရှင်ရဲ့မြောက်ပိုင်းတိုင်းစစ်ဌာနကြောင့်လည်းတောင်ပိုင်းကတက်တွေချိတ်ဆက်မှုတွေပြတ်တောက်သွားမှာဖြစ်လို့စစ်တကဗုံမမျိုးမကြဖို့အသေးအတန်ခုခံနေရလဲဖြစ်ပါတယ်။ဆက်လက်ပြီးတင်ဆက်ပေးလိုတာကတော့မြန်မာလူငယ်တွေကိုကူညီပေးဖို့ကုလစည်းဝေးမှာတောင်းဆိုလိုက်တဲ့ဖန်လန်နိုင်ငံအကြောင်းပါ။ မြန်မာနိုင်ငံရဲ့လူဝင်မျိုးစုတက်တူကိုပံ့ပိုးကူညီပေးဖို့ဖန်လန်ပညာရေးဝန်ကြီးဌာနကကုလသမဂ္ဂအစည်းအဝေးမှာပြောခဲ့လို့ Scan Asia သတင်းဌာနကမနေ့ကဖော်ပြခဲ့ပါတယ်။အမေရိကန်နိုင်ငံနယူးယောက်မြို့မှာပြုလုပ်ခဲ့တဲ့အကြိမ်80မြောက်ကုလသမဂ္ဂအထွတ်ထွတ်ညီလာခံရဲ့မြန်မာရဲ့ဘဲပေါက်ဆွေးနွေးပွဲတစ်ခုမှာဖန်လန်ပညာရေးဝန်ကြီး Anda Edla Greg ကအခုလိုပြောကြားခဲ့ရပါ။သူကလူဝင်ကိုပညာရေးကနေဆင်းစွန့်ရင်မြင့်တင်ပေးဖို့နဲ့ဒီမိုကရေစီလုပ်ငန်းစဉ်တွေမှာပူးပေါင်းပါဝင်ခွင့်ပြုဖို့ အရေးအကြီးဆုံးဖြစ်တယ်လို့ကုလသမဂ္ဂမှာအလေးပေးပြောဆိုခဲ့ပါတယ်။မြန်မာပြည်အတွက်ငြိမ်းချမ်းတဲ့ဒီမိုကရေစီအနာဂတ်ကိုပုံဖော်ရမှာစုံလင်ကွေးပြတဲ့မြန်မာလူငယ်တွေကိုအလုံးပါဝင်နိုင်ဖို့နိုင်ငံတကာမိတ်ဖက်တွေနဲ့ဒူဖင်လန်ကလက်တွဲလှုပ်ဆောင်ဖို့အတင်းရှိရလို့သူကပြောပါတယ်။ဖင်လန်နိုင်ငံဟာကုလသမဂ္ဂမှာသူ့ရဲ့နိုင်ငံရဲ့မူဝါဒနဲ့ပူးပေါင်းဆောင်ရွက်မှုအဖြစ်ပညာရေးနဲ့ဒန်းတူပါဝင်မှုရအရေးပါပုံကိုအစဉ်တစိုက်အလေးပေးပြောကြားလဲရှိရနိုင်ငံဖြစ်ပါတယ်။ ကိုယ်စမကထွေထွေညီညာခံကိုတည့်ရောက်လာတဲ့နိုင်ငံတွေအနေနဲ့အဖွဲ့အစည်းတွေကကိုယ်စလဲတဲ့ဟာမြန်မာရဲ့စင်ခေါ်မှုတွေနဲ့အခွင့်အလမ်းတွေအပါအဝင်အခြားသောကိစ္စရပ်တွေကိုလည်းဆွေးနွေးခဲ့ပါတယ်။ပြည်တွင်းထဲကနောက်ဆုံးသတင်းအနေနဲ့မြန်မာပကြီလောကရဲ့အထင်ရှားဆုံးပုဂ္ဂိုလ်ပကြီဥလွန်ကျွယ်ကိုလံမီဆိုတဲ့သတင်းမှာမြန်မာပကြီလောကမှာ impressionism ပညာရှင်တဦးဖြစ်တဲ့ပကြီဆရာကြီးဥလွန်ကျွယ်ဟာဒီကနေ့မနက်ပိုင်းမှာကိုလံသွားခဲ့ရလို့သိရပါတယ်။ PS တင်မလာ24ရက်ကအသက်66နှစ်ပြည့်မွေးနေ့ပဲ ကျင်းပခဲ့တဲ့ဆရာကြီးဥလွန်ကျွဟာဒီကနေ့မှာပဲကိုလွန်ခဲ့တာဖြစ်ပါတယ်။ပကြီးဆရာကြီးဥလွန်ကျွကို1930ခုနှစ်စတေမလာ24ရက်မှာရှန်ကုန်မြို့မှာမွေးဖွားခဲ့တာဖြစ်ပြီးတော့မြမပကြီးလောကမှာလူသိများတဲ့ဥသက်ဝင်းဥရှိမောင်ဥဆန်ဝင်းဥသိန်းဟန်နဲ့ဥငွေကင်တို့ထံမှာပကြီးပညာကိုသင်ယူခဲ့ပြီး1954ခုနှစ်မှာ ပကြီးဆရာဖြစ်တိတ်ပံနဲ့ပွဲရခဲ့တာပါ။ 1958ခုနှစ်ကနေပြီးတော့1989ခုနှစ်အထိရန်ကုန်ပကြီးပပုတင်နန်းကျောင်းတွေမှာနေပြအဖြစ်၎င်း1989ခုနှစ်ကနေ1989ခုနှစ်အထိကျောင်းအဖြစ်၎င်းတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ဒါ့အပြင်1960ကနေ1989ခုနှစ်အထိရန်ကုန်တက္ကသိုလ်ပကြီးအသင်းမှာလည်းတင်နန်းတွေပို့ချပေးခဲ့ပါတယ်။ဆရာဦးလွင်ကျွေရဲ့ပကြီးဟာမြန်မာအမျိုးသမီးကရှက်တဲ့ပုံဇာတိမြေရဲ့အလှပပြည်သူရဲ့ပျော်ရွှင်မှုနဲ့စီလုံးညီညွတ်မှုတွေကိုဖော်ကျူးပြသလဲရှိပါတယ်။ ဆရာကြီးဟာနိုင်ငံတကာမှာတကူရောပကြီးပြပွဲများစွာကိုပြသခဲ့တဲ့အပြင်အမေရိကန်နိုင်ငံနယူးယောက်မြို့မှာရှိတဲ့ Watercolor Association ရဲ့စုတွေရှင်းပြတာကိုလည်းခံရဖူးပါတယ်။သူရဲ့ပကြီးလက်ရာတွေကိုမြန်မာနိုင်ငံမှာရှိတဲ့ပြတိုက်တွေအပြင်စင်ကာပူအမျိုးသားပြတိုက်နဲ့မလေးရှားအမျိုးသားပြတိုက်တို့မှာလည်းစုဆောင်ပြသထားပါတယ်။နောက်ဆုံးပြပသတင်းကတော့ UK မှာ drone အသုံးပြုပြီးအကျဉ်းထောင်တဲ့မူရစ်စစ်တင်သွင်းခဲ့တဲ့ဖြစ်ရပ်ကိုပြောပြရင်းကျွန်တော်တို့ရဲ့သတင်းတင်ဆက်မှုတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပြရစီခင်ဗျာ။ ယူကေမှာရှိတဲ့အကျဉ်းဆောင်တစ်ခုအတွင်းကို drone နဲ့အသုံးပြုပြီးမူရစ်ဆေဝါမိုဘိုင်းဖုန်းနဲ့အခြားတားမြစ်ပစ္စည်းတွေမောင်းကိုတွင်းခဲ့သူ၄ဦးကိုကိုဘန်ထရီခေအောင်တရားရုံးကပြုံးမှုထင်ရှားတယ်လို့အမိန်ချမှတ်ခဲ့ပါတယ်။အခုလောအကျဉ်းဆောင်အထက်ကိုမူရစ်ဆေဝါတွေတင်သွင်းခဲ့တဲ့အထက်မှာရခိုင်စတန်ဖို့ရှိုင်းရစ်တပ်ဖွဲ့ရဲ့စုံထောက်ဟောင်းကွန်စတေဘယ်ဟောင်းလည်းပါဝင်ခဲ့တယ်လို့ရစ်တပ်ဖွဲ့ကတည်ပြုခဲ့ပါတယ်။အဲ့ဒီဖြစ်ရပ်တွေဟာပြီးခဲ့တဲ့2020ခုနှစ်နဲ့2021ခုနှစ်မှာနိုတန်တွန်ရှိုင်းမှာရှိတဲ့ HMP only net Leicester ဆိုင်မှာရှိတဲ့ HMP Godfrey အချင်းထောင်တွေမှာဖြစ်ပွားခဲ့ရပါပြို့မှုကျူးလွန်ခဲ့သူ၄ဦးလုံးဟာအချင်းထောင်တွေအတွင်းတာမြင့်ပစ်စီတွင်းယူဖို့ပူပေါင်းကြံစည်မှုနဲ့ရာဇဝတ်မှုတွေကရရှိရပိုင်ဆိုင်မှုတွေကိုရယူသုံးစွဲဖို့ပူပေါင်းကြံစည်မှုတွေအတွက်ပြို့မှုထင်ရှားခဲ့တာပါဒီစုံစမ်းစစ်ဆေးမှုတွေဟာအလင်းရှုပ်ထွေပြီး agency များစွာပူပေါင်းဆောင်ရွက်ခဲ့ရပါတယ် ကျမတို့အနေနဲ့ drone နဲ့ပစ္စည်းပစ်ရှာမှုတွေကိုရက်တန့်နိုင်အောင်တာမကပဲပြမှုကျူးလွန်သူတွေကိုတရားစီရင်ရေးရှင်းမောက်ခေါ်ဆောင်နိုင်ခဲ့တဲ့အတွက်အထူးကျေနပ်မိရဲ့လို့ရာဇဝမှုတပ်ချက်ရဲ့ဖွဲ့ရဲ့စွန်တောင်း expander carrier power ကပြောပါတယ်ပြမှုထင်ရှားသူ၄ဦးစလုံးကိုလာမယ့်နိုဝင်ဘာလ18ရက်နေ့မှာစီရင်ချက်ချမှတ်မယ်လို့လည်းသိရပါတယ် MBN နေလိခင်ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ MBN တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွာဝင်ရောက်မှတ်ချက်ပြသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ် မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြကျမ်းမာရှမ်းသာပြီးဘဝအမောရည်လည်းပြေကြပါစေခင်ဗျာ